ဝင်းကိုရီမြင်ရဖို့မလွယ်တဲ့ဖင်လန်ပိုလန်ဒုက္ခဆိုအင်္ဂါညဥရောပဆုံကဘာဖလားခြေစစ်ပွဲပွဲကြိုသုံးသက်ချက်ဖင်လန်နဲ့ပိုလန်ညတနာ25စိတ်ပြတ်ဖွယ် Nation League ရာသီကိုဖျက်ဆီးခဲ့ရတဲ့ဖင်လန်ဟာကဘာဖလားခြေစစ်ပွဲမှာလည်းသုံးပွဲကစားပြီးချိန်၄မှတ်သာရထားပါရီပိုလန်ကတော့အုပ်စုတွင်းမှာနှစ်ပွဲစလုံးကိုနှစ်ဂိုးပြတ်တွင်နိုင်ထားပြီမြင့်အဲ့ဒီထဲမှာအဝေးဝင်းမပါပါဘူးဒါအပြင်ပိုလန်မှာ အသင်းကောင်းဆောင်နဲ့ဂိုးသွင်းဆက်လက်ဖြစ်တဲ့လူဝင်ဒေါစကီလည်းပါနိုင်မှာမဟုတ်ပါဘူး။လက်ရှိဖင်လန်ကဂိုးအောက်အကန်များနေသလိုဂိုးပေါင်းစည်နှလုံး35အရှုံးနဲ့ဒီပွဲမှာဂိုးအောက်ကသာပိုတည်ကြမှာပါ။နယ်သာလန်နဲ့မော်တာညတနာ25ပြီးခဲ့တဲ့ဘက်ကဖင်လန်ခွင်းမှာနှစ်ဂိုးပြည့်နဲ့နိုင်ခဲ့တာကြောင့်နယ်သာလန်ဟာအုပ်စုအဖွဲ့လာထားပါရယ်။နယ်သာလန်ဟာနောက်ဆုံးအင်ကွင်း9ပွဲစလုံးမှာလေအနိုင်ဆုံးနှစ်ဂိုးနှုံးသွင်းနိုင်ခဲ့တာပါ။ သုံးဘဲကံမီးချိန်တမတ်တာရသေးတဲ့ဇရာအောက်ခြေကမော်တာကတော့အိမ်ပြေးလို့ဆိုနိုင်ပါရဲ့။သုံးလုံးအပြေရှုံးပေါက်တဲ့네덜란ဂိုမိုးရွာနိုင်ပါပါ။ရိုမေးနီးယားနဲ့ဆိုင်ပရက်စ်ညတနားရီ15နှစ်သင်းစလုံးသုံးမှတ်စီတာရထားကြပြီမဲ့ရိုမေးနီးယားက3ပွဲဆိုင်ပရက်စ်က2ပွဲကန်ထားတာပါဒါအပြင်ဆိုင်ပရက်ဟာရိုမေးနီးယားထက်အရေးသေးပိုင်းတစ်ဆင့်နှိမ့်တဲ့အသင်းဖြစ်သလိုအရင်တွဲဆုံမှု9ချိန်စလုံးမှာလဲရိုမေးနီးယားကချီနိုင်ထားပါတယ် ဒါအပြင်စိုက်ဘရာဟာနောက်ဆုံးအဝေးခွင်း၄ဝဲစလုံးမှာလည်းအနိုင်ဆုံး၂ဂိုးနှုန်းပေးခဲ့ရတာပါတလုံးပြည့်ရှုံးပေါက်တဲ့ရူမေးနီးယား၂ဂိုးပြတ်သွားနိုင်ပါလိမ့်ဆန်မာရီနိုနဲ့အော်စတီးယားညတနားရီ၁၅ဗီဂန်နဲ့စနေကဘော့စနီးယားကွင်းမှာတလုံးနဲ့သောဂိုးနဲ့သာကန်ရှုံးခဲ့တဲ့ဆန်မာရီနိုဟာအော်စတီးယားကိုလည်းခံကန်ပါပါဩစတြီးယားကတော့ဖီဘာကမ္ဘာအဆင့်အနိုင်ဆုံးအသင်းနဲ့တွေ့တာဖြစ်လို့အမှတ်ပြရဖို့ကဘာအခက်ခဲမှမရှိပါဘူး ဒါပေမဲ့ဩစတီးယားဟာနောက်ဆုံးအဝေးကွင်းခုနှစ်ပွဲစလုံးမှာနှစ်ဂိုးထက်ပိုသွင်းနိုင်ခဲ့တာမရှိခဲ့ပါဘူး။ခံကံမဲ့အင်ရှင်ကြောင့်ဂိုးပေါင်းစီ၄လုံး90အရှုံးပေါက်တဲ့ဒီပွဲမှာဂိုးအောင်နဲ့သာစွန်စားကျင်ပါလေ။လက်ဗီးယားနဲ့အေဗီနီယာညတနိုင်း15တိုက်စစ်ညက်လက်ဗီးယားဟာပြန်ဝဲစုံနောက်ဆုံး16ပွဲစလုံးမှာတဂိုးထက်ပိုသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။၃ပွဲမှာရခဲ့တဲ့၄မှတ်ကြောင့်အေဗီနီယာကတော့အုပ်စုမှတ်ပေးစရာမှာဒုတိယနေရာရပ်တည်နေတာပါ။ ဒါပြင်အေဗီနီးယားဟာလူစည်ရင်းနဲ့ခြေစွမ်းအရာကလည်းလက်ဗီယာထက်ပိုတာပါလေတလုံး90နိုင်ပေါက်တဲ့ဧည့်သည်ပရိသတ်လောက်ရမှာပါဆာဗီးယားနဲ့အန်ဒိုရာညတနိုင်15ဆာဗီးယားဟာပြီးခဲ့တဲ့စနေညကသူတို့ရဲ့အုပ်စုတွင် ပထမဆုံးပွဲမှာအေဗီနီးယားကိုဂိုးမရှိတည်ကြထားတာပါအခုနောက်ပိုင်းပွဲတွေမှာလည်းဆာဗီးယားတိုက်စစ်ကဂိုးမြူတာအတော်ရှားပါတယ် အိမ်ဖြစ်ဆိုပေမဲ့အန်ဒရာကပြီးခဲ့တဲ့စနေမှာနာမည်ကြီးအင်္ဂလန်ကိုတလုံးနဲ့သောဂိုးနဲ့သာကတ်ရှုံးခဲ့တာပါဂိုးပေါင်းစိ၄လုံး60အနိုင်ပေါက်တဲ့ဒီပွဲမှာဂိုးအောင်နဲ့သာစွန်စားကျင်ပါတယ်